နှစ်သက်ကူညာမှာလူငယ်တစုကရေကဲတောင်ထိပ်ကိုတက်ပြီးတော့နှစ်သက်ကူဖြတ်သန်းမှုတွေစီစဉ်ကြရမှာသူတို့စီလာတဲ့ကေဘေးရထားကတချို့သောပြဿနာတွေတက်ပြီးတော့မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးရေကဲတောင်မကိုမရှောင်လိုက်ပဲလမ်းတဝါမှာပြတ်သားခဲ့ပါရယ်ရာသီဥတုကလည်းအရန်ကိုအေးခဲနေအချိန်ခါဖြစ်ပြီးနှင်းမုန်တိုင်းတွေပါကြာရောက်လာတဲ့အခါမှာမီတာတရာအမြင့်ကကေဘေးရဲမှာပိတ်မိနေကြတဲ့သူတို့တွေအတွက်အအေးတန်ရောမုန်တိုင်းတန်ကိုပါဘလို့တွေကြုံတွေ့ပြီးတော့ဖြတ်သန်းကြရမလဲ ဒီလိုမျိုးအေးခင်းနေရရှိခဲ့တောင်ထိပ်လိုနေရာမှာရောက်နေတဲ့သူတို့အဖို့အသက်ရှင်ဖို့အတွက်အခွင့်အရေးကောင်းရှိပါမလားဆိုတာကိုတော့ဇလန်းလေးကိုလိုက်ပါကြည့်ရှုအပေးကြပါအောင်ရှင်။ဇလန်းလေးမစားခင်မှာ Tomorrow ရဲ့ channel လေးကို like ရယ် subscribe လေးနဲ့နှိပ်သွားပေးကြပါအောင်ရှင်။ဇလန်းလေးရဲ့အဆောင်မှာတော့လူငယ်ဆုံးတွေတွေကသူတို့ရဲ့နှစ်တကူညကိုအလွန်အေးခဲတဲ့ရှိခဲ့တောင်ပေါ်မှာဖြတ်သန်းမှုအတွက်စီစဉ်ထားကြပါရစေ။ကေဘင်းနဲ့တောင်ထိပ်ပေါ်ကမြောက်ခင်မှာကတ္တရာကတရေချင်းတွေနဲ့အတူတူအမတ်တရဗီဒီယိုရိုက်ကူပြီးတော့ live လေးနေခဲ့ပါရယ် သူမနဲ့တူသူမရဲ့ကောင်လေးကီယယ်လည်းပါလာပြီးတော့ဖက်နဲ့တန်တို့ဆောင်တွေကလည်းတကူရီတကာရတထေတာလေးရိုမန်တို့လည်းအတူတူပါလာခဲ့ပါရယ်ကေဘယ်ယုံကိုရောက်ဖို့အတွက်တောင်မကိုလမ်းလျှောက်တလာကြပြီးတော့တနေရာမှာအမတ်တရတပုံရဲ့ဂျိုင်းရင်နဲ့ကက်ကစရိတ်ခဲတဲ့တငယ်ချင်းမာရှာကိုဖုန်းခေါ်လိုက်ပြီးသူတို့တာနေခီအကြောင်းကိုပြောပြခဲ့ပါရယ်မာရှာကကက်တယောက်ကီရက်ကိုဖြတ်တော့မယ်ဆိုပြီးတော့ပြောချပေးမယ်အခုလိုခီအတူတူထွက်နေအောင်မြင်တော့ဘာလို့မဖြတ်သေးရလဲလို့မေးနေခဲ့ပါရယ် ကက်ကလည်းနှစ်သက်ကူလိုအချိန်မျိုးမှာကီးရဲကိုဝမ်းမနေစေချင်လို့ပါလို့ပြန်ဖြေခဲ့ပြီးတော့မာရှာကကက်ရဲကိုဝန်ကိုစေကန်ပြဖို့အတွက်ထပ်မံခဲ့ပါရယ်ကြေရောကမကုံရှိနေရကိုကီရက်ကမတရားသေးတဲ့ပြင်ကက်ကကိုဖြတ်ချမအောင်လဲကီရက်ကိုအတိမပေးချပါဘူးပြောနေရင်ကီရက်ရောက်လာလို့ဖုန်းချလိုက်ပြီးတော့ကေဘယ်ယုံစီကိုဆက်သွားခဲ့ကြပါရီကေဘယ်ယုံကိုရောက်တော့ရုံကမြေရပေးထားပြီးဘသူမှရှိမနေရကြောင်းကက်ကနောက်ကျနေပြီးတောင်မောတက်လို့ရပါမလားလို့ကီရက်ကိုမေးလိုက်ပါရီကီရက်ကလည်း သူဒါအတွက်တလားလောက်အချိန်ယူပြီးတော့စီစဉ်ထားခဲ့တာလို့ပြန်ပြောခဲ့ပါရယ်။တပိမဲ့ပြဿနာစတင်လာခဲ့ပါရယ်။ဝန်ထမ်းလုံခဲ့တဲ့နိုင်ဝက်လောက်ထဲကကေဘဲကပိတ်သွားပြီးမလို့ကီရဲတို့ကိုထတ်တပ်ဖို့အတွက်ခွင့်မပြုခဲ့ပါဘူး။ကီရဲကတော့ဝန်ထမ်းနဲ့အစာရိတ်ကပြောထားပြီးသားကိုအခုမှဝန်ထမ်းထားရင်နေလို့ပြဿနာဖြစ်ခဲ့ကြပြီးတော့တန်းဂျာရဲရနေဝင်ပြီးတော့ဖြည့်ရှင်းပေးခဲ့ပါရယ်။ပါနတဲ့တန်းကဝန်ထမ်းကိုငွေနဲ့လက်ထုတ်လိုက်ပြီးတော့အပေါ်ပို့ပေးဖို့အတွက်သဘောတူညီမှုကိုရခဲ့ပါရယ်။ ကက်ကတော့ကီရက်ကဒါရီတတလားလောက်ကြူပြီးစီစဉ်ထားတယ်လို့ပြောခဲ့ပေမယ့်ဆဆလာကရက်ကအဆင်မပြေဖြစ်ခဲ့တာကြောင့်ကီရက်ဘော်ကိုယုံကြည်မှုပိုရွတ်သားခဲ့ပါရယ်အဲ့နောက်အလုံးကီဘယ်ရဲကိုဝင်ခဲ့ကြပြီးတော့တောဖို့လုံနေကြတော့မှကီရက်တယောက်သူ့ရဲ့အိတ်ပြလိုရှာနေခဲ့ပါရယ်ကီရက်ကသူ့အိတ်ဟာတောက်အောင်မှာကျရခဲ့ပြီးလို့ထင်နေခဲ့ပြီးသွားရှာဖို့လုံနေခဲ့ပါရယ်ကကရောသူကီရဲရဲ့အိပါလာတော့တွေ့လိုက်တာကြောင့်တောက်အောင်မှာတော့မကြံခဲ့လောက်ဘူးလို့ပြောခဲ့ပါရယ်ဖိကလည်းအိတ်ထဲမှာပတ်စံတို့တခြားအရေးကြီးရာတွေပါလို့လားလို့မေးတော့ကီရဲကမပါဘူး ဒါဆိုအပြန်ကြမှာရှာတော့လို့အကုန်လုံးကပြောကြပြီးတထေသားရိုမန်ကတော့သူ့အစ်တစ်တလုံးပြန်ဝယ်ပေးမယ်။သွားရအောင်လို့ကီရဲကိုပြောခဲ့ပါရီ။ဝန်နန်းကလည်းစိတ်မရှိတော့ပဲမသွားရင်လည်းကေဘယ်ကိုပိတ်လိုက်တော့မယ်လို့ပြောလာတာကြောင့်အလုံးကကီရဲကိုကေဘယ်ထဲဝင်ဖို့အတွက်အတင်းခေါ်နေကြပါရီ။ဂျိုင်မဲကီရဲကမလိုက်တော့ပဲအိတ်ကိုသွားရှာဖို့အတွက်ကတ်ကိုပါဆင်းနေခိုင်းခဲ့လိုက်ပါရီ။ဂျိုင်မက်ကသူတောင်ထိုင်မှာဗီဒီယိုရိုက်ပြီးတော့တကယ်ချင်းတွေတင်ပေးမယ်လို့ပြောထားပြီးပြီမို့လို့ကီရဲနဲ့မလိုက်ချင်ခဲ့ပါဘူး။ကီရဲကကတ်ကိုဗီဒီယိုနောက်မှထား အခုသူပြောတယ်လို့ပဲလှုပ်ပေးပါလားလို့ပြောခဲ့တာကြောင့်အစရရာစိတ်ဆိုးနေတဲ့ကက်ကပိုးစိတ်ဆိုးသွားပြီးကီရယ်နေခဲ့ရင်တော့မှသူမကတော့လိုက်သွားမှာပဲလို့ပြောလိုက်ပါရယ်အဲဒါကြောင့်ကီရယ်ကစိတ်ဆိုးသွားပြီးသူ့အိတ်ကိုသူသားရှာခဲ့ကကတ်တိုကလည်းကေဗင်နဲ့တောင်မို့တက်သွားခဲ့ကြပါရယ်ကက်ကကီရယ်ကိုစိတ်ဆိုးပြီးသားလိုက်ခဲ့ပေမဲ့တကယ်တမ်းကီရယ်ပါမလားတော့စိတ်မကောင်းဖြစ်နေခဲ့ပါရယ်ဖေဂါရိုသူတို့အတွေ့လေတနေ့ငါးကလောက်ရံဖြတ်တဲ့အကြောင်းပြပြပြီးအားပေးနေခဲ့ပေမဲ့ရိုမန်ကတော့ပွဲလန်တို့ဖြောင်းဝင်ခင်ပြီးတော့ကက်ကိုဝင်လုံးခဲ့ပါရယ် အဲ့နော်တချင်လေးဖွင့်လိုက်ဝိုင်လေးတောက်လိုက်လို့နေကြရင်ရုတ်တရက်ကြီးပဲကဆက်ရက်သွားကြတာဆိုအားလုံးထိတ်လန့်သွားကြပါရဲ့၅မိနစ်လောက်ကြာရတဲ့ဆက်ကပြန်မကောင်းသေးတော့ဖေကလေးတဖြည်းဖြည်းကြောက်လာခဲ့ပြီးရိုမန်ကတော့အပေါ့သွားဖို့တမ်းမအောင်နိုင်တော့တာကြကေဘတ်တကားကိုတော့နေဖွင့်ပြီးစီးသွားနေခဲ့ပါရဲ့အောက်မှာတော့ဝန်ထမ်းအဖိုးကြီးကအရင်မိဆက်တွေကိုဖွင့်ပြီးကေဘယ်ကိုပြန်ဖွင့်ပေးဖို့လုပ်နေခဲ့ပါရဲ့မိဇတ်တွေနှုတ်လိုက်ပြီးကေဘယ်ရထားကိုပြန်ဖွင့်လိုက်တာကြောင့်ရိုမန်ပြောကြမလို့ဖြစ်သွားခဲ့ရပြီးတန်ကလှန်ဆွဲလိုက်တာကြောင့်ရိုမန်တယောက်ဘဝပြောင်းဖို့တည်တည်လေးလွတ်သွားခဲ့ပါရဲ့ အဲ့နော်ကြောက်ချီပန်းသွားတဲ့ရိုမန်ကအရက်ပလင်းကိုဖွင့်ပြီးမော်နီကေကသူတို့ယူလာတဲ့မီချိုလေးတွေအောက်ကကီရဲအိတ်ကိုတွေ့သားခဲ့ပါရယ်အထဲဖွင့်ကြည့်လိုက်တော့အထဲမှာဈေးကြီးရဲ့ဝိုင်ပလင်းတစ်လုံးကိုတွေ့ခဲ့ပါရယ်အိတ်ကိုတွေ့တော့တန်ကကီရဲကိုချက်ချင်းဖုံးဆက်လိုက်ပြီးအိတ်ကိုပြန်တွေ့တဲ့အကြောင်းနဲ့အပေါ်ကိုလိုက်လာခဲ့ဖို့ပြောနေခဲ့ပါရယ်တိုင်မဲ့ရိုမန်ကကီရဲကိုတိချပ်ပူကြီးရဲ့ပလင်းယူခဲ့ရမှာဆိုပြီးလှမ်းစားလိုက်တာကြောင့်ကီရဲကအဲ့အရာတွေကိုကတ်ကိုလွှင့်ပြစ်ခိုင်းလိုက်လို့ပြောပြီးတော့ဖုံးချသွားခဲ့ပါရယ် ရိုမန်ကတော့ကီရဲအိတ်ကိုစက်မွေးနေခဲ့ပြီးအထဲမှာလေဒီတေးသေးလေးတစ်ခုနဲ့ပစ္စည်းတချို့ထပ်တွေ့ခဲ့ရပြီးကက်ကတော့ကီရဲအိတ်ကိုစက်မမွေးနာဖို့ရိုမန်ကတတိပေးပြီးတော့အိတ်ကိုပြန်သိမ်းလိုက်ပါရယ်အဲ့ဒီချိန်ပူလေးတစ်ခုထွက်ကြလာတာကြောင့်ဖွင့်ကြည့်လိုက်တော့လက်ထက်လက်စကလေးတစ်ခွင်ကိုတွေ့ခဲ့ရပါရယ်အဲရောမှာကကလေးကီရဲအိတ်ကိုအသေးအတန်ရှာနေရဟာအထဲမှာလက်စပါနေရကြောင်းဖြစ်ပြီးတော့တငယ်ချင်းတွေကိုတော့မှအတိမပေးပဲသူမတို့ဒီညမှာပဲလက်ထပ်ခွင့်တောင်းမှုအတွက်စီစဉ်နေခဲ့ရဆိုတော့ကတ်ကြောက်သဘောပေါက်သွားခဲ့ပါရဲ့ အဲ့ဒါကြောင့်ကီရက်ကိုချက်ချင်းဖုန်းခေါ်ခဲ့ပေမဲ့ကီရက်ကတော့စိတ်ဆိုးသွားပြီးဖုန်းမကင်တော့ပါဘူး။တဖြည်းဖြည်းနဲ့တောင်ထိပ်နာကိုရောက်ဖို့အတွက်နီလာတာကြောင့်ဖုန်းလိုင်းတွေကလည်းပြတ်သားခဲ့ပါရဲ့။တစ်ဖက်မှာတော့ဝန်ထမ်းအဖိုးကြီးကဆက်တွေကိုစီထင်နေအောင်မှသူ့လေပြင်းမှာဆွဲထားတဲ့တော်ကြွာမတော်တဆဆက်ထဲကိုညက်ပါသွားခဲ့ပြီးဆက်ထဲကိုသူ့ကောင်းညက်တော်မဲဆစ်ဆဲမှာဘေးနာအတန်တုပ်ကိုလှမ်းယူလိုက်ပြီးဆက်ကြားရဲထည့်လိုက်ပါရဲ့။တန်တုပ်ကဆက်ကြရဲညက်သွားကြဆက်ကလည်းရက်သွားခဲ့ပြီးကတ်တုတ်ကေပဲကလည်းထပ်ပြီးတော့ရက်သွားခဲ့ပြန်ပါရဲ့။ ခဏခဏဖြစ်နေတော့ရိုမန်ကကီရက်လက်ချက်လို့ထင်ပြီးတော့ပွားနေခဲ့ပါရယ်တကယ်တော့စက္ကန့်နဲ့မှမတော်တဆဖြစ်ပြီးဝန်ထမ်းအဖိုးကြီးကကျိုးဆဲချတယ်လို့ဖြစ်ပြီးတော့တည်ဆုံသွားခဲ့တာပါရိုမန်တို့ကတော့ပုံမှန်တိုင်းဆက်ရက်သွားတာခဏနေအဆင်ပြေသွားမှာပါဆိုပြီးတိတ်မစိုးရင်ကြတော့ပါနှစ်ကူဖို့အချိန်အားလဲနီလာရာကြောင့်ကေဗယ်ရဲမှာပဲပါတီလုပ်ဖို့တက်ဆုံးဖြတ်ခဲ့ကြပါရယ်ကီရာကတော့တိုက်ခုတ်ကံပြန်နေနေကက်ကိုဖုန်းပြန်ဆက်ကြည့်ပေးမယ်လဲဖုန်းလိုင်းနေမမီရောရာကြောင့်ခေါ်လို့မရခဲ့ပါဘူး ကတ်တူကတော့ကေဘယ်ထဲမှာပဲနှစ်သက်ကူညာကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းခဲ့ကြပြီးအကူအညီလာမအောင်ဆောင်ရွက်နေအိပ်ပျော်သွားကြပါရယ်။ကတ်ကတော့အိမ်မဆူရိမတ်ကလန်နိုလာခဲ့ပြီးကတ်ရဲ့အတန်းကြောင့်အကုန်လုံးနိုးလာကြပါရယ်။အဲ့ဒီအချိန်မှာတန်ကအထင်မှမရှိရကိုဖိကာ3ထားမိသွားပြီးတန်ကိုစိုးရင်တကြီးနဲ့အော်ခေါ်နေခဲ့ပါရယ်။အဲ့တော့မှတန်ကကေဘယ်ဖုန်းဖွင့်လိုက်ပြီးသူ့အပေါ်မှာရောက်နေကြံပြောပါရယ်။တန်အခုချိန်ထိကေဇေးသမားတွေသူတို့စီကိုရောက်မလာသေးရဟာဘာကြောင့်လဲဆိုတာကက်နဲ့ရိုမန်ကိုခေါ်ပြခဲ့ပါရယ်။ ကနေရမန်တို့ကေဘယ်အဖုံးပေါ်တက်ကြည့်လိုက်တော့သူတို့ကတိမ်တွေကြောက်ရောက်နေပြီးသူတို့ကေဘယ်ဘသူမှမမြင်တော့ကြောက်ကေဇယ်ရီတွေရောက်မလာကြသေးတာကိုသဘောပေါက်သွားကြပါရဲ့တောက်အောင်မှာတော့ကေဘယ်လိုင်းတက်ကအမျိုးသမီးညကနှစ်တက်ကူညပြီးတာနဲ့နောက်နေမနေပဲအလုပ်ပြန်ဆင်ရလို့ဟောင်းပွားဟောင်းပွားလုပ်နေကြပါရဲ့ဒန်နီရိုမန်ကကေဘယ်ရဲကနေသူတို့ဘာသာပြန်ဆင်နိုင်မှုအတွက်နီလန်ကိုရှာနေခဲ့ကြပါရဲ့ကက်ကတော့စမအဖိုးကြီးမူပြီးမှောက်သွားတာနေမှာပါကေဇယ်ရီတွေလာရည်ဒီစောင့်ကြရအောင်လို့ဒန်တို့ပြောနေခဲ့ပါရဲ့ အဲ့ဒီချိန်မှာဖစ်ကပါလာတဲ့မိဘတွေကိုထုတ်သုံးပြီးသူတို့ကိုကယ်ဖို့အတွက်အော်နေခဲ့ပါရယ်မီတာတရာအမြင့်လောက်ကနေသူအော်နေတဲ့အတန်ကိုအောက်ကလူတွေကြားဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်ရိုမန်ကဖစ်ကိုဒီတက်နေနေပို့ကျပြီးအော်ရင်တော့အောက်ကလူတွေကြားရလောက်တယ်ဆိုပြီးရွှေ့ပြောလိုက်ပါရယ်သူတို့ပိတ်မိနေရကြလာတာနဲ့အများအထဲမှာပိုအေးလာခဲ့ပြီးတန်တို့ကတော့ကေဘယ်ရဲမှာအရေးကြော်ရေးတုံးလို့ရမယ့်ပစ္စည်းတွေကိုရှာခဲ့ကြရင်ဖစ်ကစိုင်းကျုပ်တစ်ခုကိုတည်တာခဲ့ပါရယ် ကကတော့စက်မောင်းတဲ့နေရာမှာဘယ်သူမှရှိမနေဘူးဆိုရင်ကီရဲကသူတို့လာရှာလောက်မှာပါလို့တန်တို့ပြောပြီးတော့ဆက်ပြီးစောင့်ကြည့်ခိုင်းနေပါရီတိုင်မဲရူမန်ကတော့အခုလောက်ဆိုရင်ကီရဲတယောက်နောက်တစ်ယောက်လောက်ရှာတွေ့နေပြီလို့ကကကိုပြောလိုက်ပါရီတန်ကတော့ကန်နီရူမန်တို့ကိုအောက်ဆင်းမှုကျိုးသားရှာဖို့အတွက်ပြောလိုက်ပြီးတစ်ဖက်မှာကီရဲကတော့စိတ်ညစ်ညစ်နဲ့အရက်တွေတောက်ပြီးရေစလုံးထဲမှာအိပ်ပျော်နေခဲ့ကမုန်းလေးမှနိုးလာခဲ့ပါရီအဲ့ဒီအချိန်မှာပဲကီရဲအမေကကီရဲကိုဖုန်းဆက်လာခဲ့ပြီးကန်နီအခြေအနေကိုမေးခဲ့ပါရီ ။ကြည်ရဲကတော့သူပြင်ဆင်ထားတဲ့အရာလေးကိုကြည့်ပြီးကန့်နေသူမဖြစ်နိုင်တော့ဆိုတာကိုပြောပြလိုက်ပါရီ။တစ်ဖက်မှာလည်းရိုမန်ကဆက်တွေကိုရှာကလီနေပြီးကက်ကတော့သူ့ကိုရှာတွေ့ခဲ့ပါရီ။တိုင်မဲ့ဘသူ့ကိုမှမပြောခဲ့ပဲအမိုက်တွေပဲရှိရဲလို့လိန်ပြောလိုက်ပါရီ။သူမကအကူကြီးလာမှပဲစောင့်စီခြင်းနေခဲ့ပြီးတော့စွန်စားပြီးအန္တရာယ်များမယ့်အလုပ်ကိုမလုပ်ချင်ခဲ့ပါဘူး။ကြပြီမဲအေးဒံပူဆူလာတာကြောင့်ဒံကသူတို့ယူလာတဲ့အလှတစ်ပင်လေးကိုမီးရှို့လိုက်ပြီးအလုံးမီးလှုံလို့ရအောင်လုပ်ပေးခဲ့ပါရယ် ရိုမန်ကမီးလောင်နေနဲ့ဒီချက်ရခီးသွားရသည်ဖြစ်လို့အခြားသူတွေလိုက်သူတို့တွေ့လောက်မှာပါလို့ပြောခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးဝန်ထမ်းတွေကလိုင်းဟော့ကေဘယ်မှာပြင်ဆင်စရာလေးတွေရှိသေးတာကြောင့်ခေတ္တပေးထားခဲ့ပြီးခီးသွားတွေအလုံးကိုလိုင်းသစ်ကနေစီဖို့အတွက်ပြောခဲ့တာကြောင့်သူတို့ပိတ်မိနေရကိုဘယ်သူကမှမသိခဲ့ကြပါဘူး။ရိုမန်ကအောက်ဆင်းမှုအကြံထုတ်ရင်းနဲ့ဆိုင်းကျုပ်ကိုကေဘယ်ကျုံးမှာတွေ့ပြီးတော့စမောင်းတဲ့နေရာကိုဒီတိုင်းဆင်းသွားဖို့အတွက်အကြံရလာခဲ့ပါရယ်။တိုင်မက်တန်ကကေဘယ်ကျုံးရဲ့တည်ထားတဲ့ပုံစံကိုပြပြခဲ့ပြီးအဲ့လိုလုပ်မယ်ဆိုရင်အလဲကောင်မှရပ်သွားနိုင်ကြောင်းပြပြခဲ့ပါရယ်။ ဖေကတော့အားလုံးကိုစိတ်အေးထားကြခဏနေမော်ဆရာတယောက်ဟယ်လီကော်ပတာနဲ့ဆင်လာပြီးသူတို့လာခဲ့မှလို့ဆိုပြီးကတ်ကိုခနဲ့ခဲ့ပါတယ်အဲဒီနောက်စိုင်းကျိုးယူပြီးပုံနဲ့ထည့်ဖို့အတွက်အဖုံးကိုဖွင့်လိုက်ရင်လည်းကျိုးကိုမြင်သာခဲ့ပါတယ်အဲရောမှာအားလုံးကကတ်လင်ထားမှန်းသိသွားပြီးကတ်ကိုအပြစ်တင်ခဲ့ကြပါတယ်ရိုမန်ကတော့ပိုစိတ်တုန်နေပြီးကတ်ကိုပြောဆိုနေခဲ့ကကတ်နဲ့စကားများခဲ့ပါရယ်အဲ့နော်အကူတယောက်ယောက်စင်ကြည့်ဖို့အတွက်လှုပ်ကြရင်ရိုမန်ကဖစ်ကိုစင်ကြည့်ခိုင်းခဲ့ပါရယ်အကြောင်းကတော့အဖွဲထဲမှာဖစ်ကအသေးဆုံးနဲ့အပေါ့ဆုံးမှုလို့ပါ ။တန်ကတော့သူစင်းမယ်လို့ပြောပေမဲ့ဖေကရိုမန်ကိုနေလဲရောက်ကြလိမ့်မယ်လေ။နေသွားပါလား။အဖို့သွားဖို့တော့မှကေဘယ်တကောက်ဖွင့်သေးရပဲ။အခုမှကြောက်များ။ဒီလိုနဲ့ရိုမန်နဲ့ဖစ်တို့စကားထများခဲ့ကြပြီးဖေကရိုမန်ကိုနရင်ထအုပ်လိုက်ပါရီ။သူ့ကိုလက်ပါတော့ရိုမန်ကလည်းဖေကိုပြန်လို့ဖို့လိုရင်းနဲ့တန်ကဝင်ဆွဲခဲ့ပါရီ။အချင်းချင်းရုံရင်းဆိုင်ခတ်တွေထားဖြစ်ကြတော့ကက်ကဆွေးများရေးဆုံးအားလုံးမတော်ကြရင်ကျုပ်ပြစ်ချလိုက်မယ်လို့ချင်းချောက်ခဲ့ပါရီဒီလိုနဲ့ရံမွေးရရှက်သွားခဲ့ပြီးတော့ဂျန်ကအောက်ကိုဆင်းမှုဆုံးဖြတ်ခဲ့ပါရီ ကျိုးနေရာမှာချထားလိုက်ပြီးတော့ကျန်တဲ့တယောက်ကကျိုးကိုင်းထားကြပြီးတန်အောက်ကိုရောက်အောင်တဖြည်းဖြည်းနဲ့ချပေးကြပါရစေ။တန်ကျိုးမိမမီတရားဖို့အတွက်စကေးဘုတ်တစ်ခုကိုကျိုးချပြီးတော့ပြစ်ချကြည့်လိုက်တော့စကေးဘုတ်ကျသွားတဲ့နေရာနှင်းတွေကပြိုကျသွားပြီးကြောက်ကမတစ်ခုဖြစ်နေရကိုတွေ့ခဲ့ရပါရစေ။ကျန်တဲ့ဘဲတန်ကကျိုးအပေါ်ပြန်ဆွဲတင်မှုအတွက်ရိုမန်တို့လှမ်းအောင်ခဲ့ပေမဲ့ရိုမန်တို့ကမကြကြဘဲနဲ့အောက်ကိုပဲဆွဲချနေခဲ့ကြပါရစေ။ရာဇာတန်ကသူ့ဘာသာအပေါ်ပြန်တက်ဖို့ကြိုးစားရင်းနဲ့ဟန်ချက်ပြပြီးပြုတ်ကြသွားတာကြောင့်ရိုမန်မှာအောက်ကိုညှိပါသွားခဲ့ပါရဲ့ တို့ညရဲ့ဝိတ်ကိုတန်လက်ကိုင်းကမထိနိုင်တော့ဘဲနဲ့တုတ်ထလာခဲ့ပြီးဗစ်ကိုထိခိုက်သွားခဲ့ပါရယ်ကက်ကတော့သူ့ကိုအញ្ញံလှမ်းဆဲလိုက်ရင်လည်းသူ့ရိကသူ့ရဲ့လက်မှာရှစ်သွားခဲ့တာကြောင့်လက်တွေညှစ်ထားတယ်လို့ဖြစ်နေခဲ့ပါရယ်ယောက်ျားညရဲ့ဝိတ်ကိုကက်ကကြကြထိမထားနိုင်တော့ဘဲနဲ့ရိုမန်ကတော့တန်ရဲ့ကျိုးဖြတ်ချလိုက်ပြီးသူ့တောက်ထဲအပေါ်တက်လာခဲ့ပါရယ်ဗစ်ကတော့တန်အပြုတ်ကြသွားတာကိုသိပြီးစိတ်မကောင်းဖြစ်နေခဲ့ကရိုမန်ကလည်းဗစ်ကိုနှစ်သိမ့်ပေးခဲ့ပါရီ တိုင်မဲဖစ်ကရိုမန်ရဲ့အိထရာတာကိုဆေးယူလိုက်ပြီးရိုမန်ကိုတမ်းမတည်သေးလောက်အောက်မှာနှင်းနေရှိတယ်။အဲဒါကြောင့်တမ်းကိုပြန်သွားခဲ့လာခဲ့လို့ရိုမန်ကပြောပြီးအတင်းအောက်ကိုဆင်းခိုင်းခဲ့ပါရီ။ကက်ကတော့ရိုမန်အဲ့လိုမှမလုပ်ရင်ရိုမန်ကိုသူ့ဘာပြောကြသွားနိုင်တဲ့အကြောင်းကိုပြပြပြီးဖစ်ကိုနှာချပေးမယ်။ဖစ်ကတော့နားမထောင်ဘဲနဲ့ကက်ကိုပါအောက်ကိုအတင်းဆင်းခိုင်းခဲ့ပါရီ။အဲ့ဒီအချိန်မှာဖေကထိခိုက်ထားတဲ့ဒဏ်ရာတွေကြောင့်ရုတ်တရက်လေးကြာသွားခဲ့ပြီးကက်ကလည်းဖေရဲ့ထဏ်ရောင်သေတိတ်အောင်လုပ်ပေးခဲ့ပါရီ။ ဒါပေမဲ့သူတို့ကဆရာဝန်တွေမဟုတ်တာကြောင့်ဗေးရထံရကိုတိတ်တိတ်အောင်လုပ်ပေးနေလဲဘာမှထူးမလာပဲနဲ့ပို့ဆိုလာခဲ့ပါရီအဲ့ဒီအချိန်မှာပဲသူတို့ရဲ့အပေါ်ကနေဟက်စကီတစီဖြတ်သွားတာကိုရိုမန်ကြားလိုက်ရပြီးအပေါ်တက်သွားပြီးအကူအညီလမ်းကြောင်းခဲ့ပါရီဒါပေမဲ့သူ့အတံဘသူမှမကြားရတာကြောင့်ရိုမန်မိဘန်းရှူလာဖို့ကက်ကူပြောလိုက်ပါရီကလေးဗစ်ကိုသူ့ရဲ့အနှွေရည်လေးခြုံထားပေးခဲ့ပြီးတော့မိဘန်းကိုရှူလာပြီးအပေါ်တက်လာကအကူအညီတောင်းခဲ့ပေးမယ်နောက်ကျသွားခဲ့ပါရီဟက်စကီရဲ့လူတွေကသူတို့မမြင်မဲကြော်သွားခဲ့တာကြောင့်ရိုမန်ကကက်ကူပဲအပြစ်တင်ခဲ့ပြန်ပါရီ အဲ့နော်အထဲကိုပြောင်းဝင်ဖို့တက်တကားကိုဖွင့်တော့တကားကညက်ပြီးတော့ဖွင့်မရဖြစ်နေခဲ့ပါရဲ့အဲ့ဒါကြောင့်ရိုမန်ကသူ့ကိုကေးပဲတကားကိုအပြားနေဖွင့်မှာပဲရတော့မယ်ဆိုပြီးလူကြီးလူကောင်းပြီးပြီးမိန်းကလေးဖြစ်တဲ့ကက်ကိုပဲဆင်းခိုင်းခဲ့ပါရဲ့ကက်ကတော့ကြောက်လို့မစင်စင်ခဲ့ပေမဲ့ရိုမန်ကအတင်းကျပ်ကိုစေခိုင်းနေကြတာကြောင့်ကက်လည်းမိဘကိုကောက်ယူလိုက်ပြီးရိုမန်ကိုသူ့အနာမကပ်ဖို့တပြောခဲ့ပါရဲ့မိဘကကုံသွားတော့ရိုမန်ကကက်အနာကိုရှောက်လာခဲ့ပြီးကက်ကလည်းမိဘနဲ့ရိုမန်မျက်နှာကိုထိုးလိုက်ပါရဲ့ ဲဒါကြောင့်ရိုမန်ဆိတ်ဆုသွားပြီးဘေးရတန်တန်းတစ်ခုကိုဆဲဖြုတ်လိုက်ကကတ်ကိုတိုက်ခိုက်ဖို့လုပ်ပါရယ်ကတ်လည်းကြောက်လို့အောက်ကိုဆင်းပြေးခဲ့ပြီးကေဘယ်နေရာမှာတွေ့တက်ပြီးတခါပွင့်မှုလုပ်ရပါရယ်တိုင်မဲ့လူရုံမှာရိုမန်ကတော့ကက်ရဲ့ခေါင်းကိုတန်ချောင်းနဲ့လိုက်ရိုက်နေခဲ့ပြီးတော့ကက်ကတော့တခါ့ကိုအမျက်စာဖွင့်နိုင်ခဲ့ပြီးအထဲကိုဝင်ပြေးခဲ့ပါရယ်။အဲဒီနောက်တခါ့ကိုတော့နဲ့ပြန်ပေးလိုက်ပြီးတော့အပေါ်တခါ့ကိုလည်းရိုမန်ကတန်ချောင်းနဲ့ထိုးဖွင့်နေအောင်ကက်ကရိုမန်ဝင်လာလို့မရအောင်တခါ့ကိုဆဲထားခဲ့ပါရယ်။ တိုင်မဲ့ရိုမန်တန်ချောင်းကိုဆေးရလိုက်ခရေကကေဘဲရရထားရဲ့မူလီကပြုတ်နေခဲ့ပြီးတော့ရိုမန်ကတန်တကောက်အသေးတန်ဖွင့်နေခဲ့တာကြောင့်မူလီကပြုတ်ထွက်ပြီးကေဘဲကတချမ်းဆောင်သွားခဲ့ပါရယ်အဲဒါကြောင့်ရိုမန်လည်းအောက်ကိုပြုတ်ကျသွားပြီးကက်ကလည်းကောင်ကိုထိခိုက်မိသားပြီးသတိမိသားခဲ့ပါရယ်ကီရဲကတော့သူ့အိမ်ကိုပြန်မှုအတွက်လင်ရင်ကွင်းကိုသွားနေခဲ့ပြီးလေးစိတ်ကိုရောက်တော့ကက်တဲ့အမတ်တရားဗီဒီယိုတွေကိုပြန်ကြည့်ရင်ကက်ကိုသတိရသွားခဲ့ပြီးတော့ဖုန်းပြန်ခေါ်ခဲ့ပါရယ်တိုင်မဲ့ကကခုချိန်ထိစက်တယ်လို့များသေးတာကြောင့်ကီရဲစိတ်ထဲမှာထိုင်လာခဲ့ပြီးတော့ဟိုတယ်ကိုဖုန်းဆက်ကြည့်ခဲ့ပါရယ် ဟောတရားလေကတ်တုအခမ်းမှာမရှိတဲ့အကြောင်းနဲ့နှစ်သက်ကူညာတွေကအခမ်းကိုပြန်မလာတဲ့အကြောင်းပြောလာတာကြောင့်ရိုမန်တို့ဂျန်တို့ရဲ့အကောင့်ထဲဝင်ကြည့်လိုက်တော့လေဘသူကမှလိုင်းတမထားတာကြောင့်ကီရယ်တယောက်လေးစိတ်ကနေချက်ချင်းပြန်လည်လာခဲ့ပြီးကတ်စီကိုပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကတ်ကရိုမန်ကေဘယ်တွေကိုပြန်တက်လာတယ်ဆိုပြီးတော့အိမ်မဆိုးမရာကနေပြန်နိုးလာခဲ့ပါတယ်။တိုင်မဲ့သူမပြန်နိုးလာတော့ကေဘယ်ထဲမှာအေးခဲနေပြီးသူမရဲ့လက်တပတ်ဟာကျမ်းမြန်မှာကတ်နေခဲ့ပါတယ်။ ကတ်တရပြန်ချနိုင်မှုအတွက်လက်ကိုအနာခံပြီးဆွဲခွာခဲ့ရကြောင်းလက်အရှိပြားတွေကစမ်းမြန်မှာကတ်ကြံနေရခဲ့ပြီးသွေးတွေထလာခဲ့ပါရယ်ဖစ်ကိုကြည်လိုက်တော့လေဖစ်ကထန်ရကြောင်းသိဆုံးနေခဲ့ပါပြီရာသီဥရုကလည်းတအားကိုအေးခဲလာတာကြောင့်ဖစ်ကိုချုပ်ပေးထားတဲ့သူမရဲ့အနွေတွေကိုပြန်ယူဝက်လိုက်ပြီးလက်ကိုလည်းအဝိစာတစားနဲ့စီးထားလိုက်ပါရယ်ကေဘေးရဲ့အောက်ခြေအပေါက်ကိုလည်းပါလာတဲ့စကိတ်ဘုတ်ပြားတွေနဲ့ပိတ်ထားလိုက်ပြီးအေးအေးချိန်လျှော့သွားအောင်လုပ်ခဲ့ပါရယ် အဲ့နောက်ပါလာတဲ့ဆောင်အုပ်တွေနဲ့ပစ္စည်းတွေကိုမီးရှို့ပြီးမီးလောင်ခဲ့ပြီးမဲ့ကေဘယ်ရဲ့တန်ချောင်းကမှန်ကိုလာရိုက်မိပြီးပွင့်ထွက်သွားတာကြောင့်လေအေးတွေဝင်လာပြီးမီးလဲသေးသွားခဲ့ပါတယ်။မီးနဲ့အတူကက်ရဲ့အသက်ရှင်မှုအတွက်မျှော်လင့်ချက်တွေလည်းသိဆုံးသွားခဲ့ရပြီးကက်လေးတယောက်တည်းပေါက်ကွဲနေခဲ့ပါတယ်။အဲ့နောက်နောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့ဗီဒီယိုတစ်ပုဒ်ကိုရိုက်ကူးခဲ့ပြီးသူမရဲ့အမအတွက်လည်းကီရဲကိုတောင်းပန်ခဲ့ပါတယ်။ကီရဲကတော့ပြန်ရောက်လာခဲ့ပြီးအဲ့ဒီနေရာနှင်းမုံတိုင်းတွင်ရာသီဥတုကဆူရနေရကြောင့်တောင်ပေါ်သွားလာဖို့ကခက်ခဲနေခဲ့ပါရဲ့ ကေဘယုံစီကိုရောက်ဖို့အတွက်တောင်မရှိတဲ့သူတယောက်ကိုအကူအညီတောင်းခဲ့ပေမဲ့နှိမ့်မောင်နိုင်ဟာလာနေရကြောင်းဘသူကမှကီရက်ကိုမကူညီကြပါဘူး။ကြပါ့မယ်ကီရက်ကတော့လက်မလျှော်ဘဲနဲ့သူ့ဘာသာလမ်းလျှောက်ပြီးတောင်မောတက်သွားတာကြောင့်နှိမ့်ကမောင်းတဲ့သူကလည်းကီရက်ကိုတနာသွားပြီးကေဘယုံစီကိုလိုက်ဖို့ပြေးခဲ့ပါရယ်။ကေဘတွေရဲ့နောက်တန်ကြီးတစ်ချောင်းကလည်းပျောက်လူဆဲဆဲဖြစ်နေခဲ့ပြီးကက်ကတော့ကေရဲယူလာတဲ့လေဒီတသေးလေးကိုတတိယသွားခဲ့ပြီးလေဒီနဲ့မီလင်ကျိုးလေးတွေကိုယူလိုက်ပါရယ်။မုံတိုင်းကြောင့်ကေဘတွေကလှုံ့ရမ်းနေခဲ့ပြီးတော့တဖြည်းဖြည်းပြုတ်ထွက်လာခဲ့ပါရယ်။ ကက်ကတော့မိသက်စေဘူးနဲ့ညက်နေတဲ့ကေဘယ်တကအဖုံကိုရှိုက်ဖွင့်ခဲ့ပြီးတွဲရဲ့ချိန်ချားတွေကိုတွဲတက်သွားခဲ့ပါရယ်။အချိန်မီတွဲချိန်ပေါ်ရောက်နေခဲ့ပြီးတော့ကေဘယ်ရထားတစ်ခုလုံးကလည်းအောက်ကိုပြုတ်ထွက်သွားခဲ့ပါရယ်။ကက်ကလေဒီလေးမှမိကျိုးချီထားလိုက်ပြီးလေထဲကိုလွှင့်ထားလိုက်ပါရယ်။ကံကောင်းမိတရားရောက်တာမြင်သွားခဲ့ရင်သူမအသက်ရှင်နိုင်သေးတယ်ဆိုရယ်မျှော်လင့်ချက်နေပါ။ကီရဲကတော့ကေဘယ်ရုံးကိုရှောက်ခဲ့ပြီးမယ်။အဲဒီကမတော်တဆဖြစ်ရက်ကိုမြင်ခဲ့ရပြီးတော့တောင်ဝရှိရဲ့သူတွေကလည်းလူသိမှုနဲ့အလုံးရှုံနေခဲ့ကြပါရယ်။ ကီရဲတိလိုက်ရတာကတော့ကေဘယ်ယာနှစ်တက်ကူညာတွေကမမောင်းတော့ဘူးဆိုတာဟုတ်ပါပဲကီရဲတရကတ်ဒုက္ခရောက်နေပြီဆိုတာကိုသိလိုက်ရပြီးအသိစိတ်တွေလွတ်သွားခဲ့ပါတယ်ကတ်တရအတမရှင်သေးရလားဆိုပြီးကီရဲစိတ်ပူနေတဲ့အချိန်မှာကတ်လွင်နာတဲ့လေဒီလေးကိုတွေ့လိုက်ရတာကြောင့်သူကမလေးကေဘယ်ပေါ်မှာအသက်ရှင်သေးကြောင်းကိုသိခဲ့ရပြီးဆက်ပြောင်းမောင်းလို့ရအောင်ဆက်သေးညံ့နေတဲ့တန်ချောင်းကိုသွားဆွဲထုတ်ခဲ့ပါတယ်ဝင်းနဲ့အမျိုးသမီးကတော့ဘိန်းကညံ့နေရကြောင်းတန်ချောင်းကိုဆွဲထုတ်လို့ရမှာမဟုတ်ဘူးကေဇယ်ရီလာနေပြီမို့ကေဇယ်ရီတွေကိုပဲစောင့်နေဖို့ပြောပါတယ် ကီရဲကတော့ကက်ကိုထပ်ပြီးတော့မဆုံးရှုံးကျင်တော့တာကြောင့်တန်ချောင်းကိုအတင်းဆွဲထုတ်နေခဲ့ပြီးဘလို့ဆွဲထုတ်လို့ရမလဲဆိုတာကိုအကြံထုတ်နေခဲ့ပါရယ်။အဲ့နော်နိုင်ရန်ကအပေါက်လေးတစ်ပောက်ကိုသတိထားမိခဲ့ပြီးအဲ့ဒီအပေါက်ကနေကတန်ချိန်နဲ့ဆက်ရဲဘိန်ကိုချိန်ပြီးတော့ဆွဲခဲ့ပါရယ်။ဘိန်လဲသွားတဲ့အခါမှာတန်ချောင်းကပြန်ဆွဲထုတ်လိုက်ပြီးကေဘယ်ဆက်ကိုမောင်းခံလိုက်ပါရယ်။အဲ့တော့မှကေဘယ်ကလည်းပြန်အလုလုလာခဲ့ပြီးကက်ကတော့ကေဘယ်ရဲ့ခြေထဲမှာပဲအေးခဲနေခဲ့ပြီးတော့တတိလင့်နေခဲ့ပါရယ်။ သူမတတိယလာတော့ကဲဆယ်ရေးတွေနဲ့လူတွေရုပ်ရုပ်တဲတဲဖြစ်နေပြီးကီရဲကလည်းသူမအနာမှာရှိနေခဲ့ပါရဲ့အဲ့နော်အရေးပေါ်ကုသမှုတွေပြုလုပ်ပေးခဲ့ပြီးသူမကိုစီရင်ကိုခေါ်သွားရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါရဲ့ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်အမြဲဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလံကောင်းများစွာကိုစဉ်စားမပြတ်တင်ဆက်ပေးသားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနားနော်တီဘဲလေးကိုလှိထားပေးဖို့လည်းတောင်းဆိုချင်ပါတယ် နာဆင်ရပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်